ာပါရှင်ဒီကနေ့မှာတော့ကျမတို့မျိုးရော်နဲ့ sister to sister အဖွဲ့တို့ပူးပေါင်းပြီးမြမငလျင်ဆိုင်ရာအကူအညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့အသိပညာပေးအစီအစဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင် why do no have matter မြမငလျင်ဆိုင်ရာအကူအညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရဲရွာတွေထိခိုက်နစ်နာမှုမရှိစေရေးကအရေးကြီးတာလေရဲရွာတွေကိုပြန်လည်ထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကူညီခဲ့ကြပါမယ်။ ဒီအကူအညီတွေကြောင့်မိဖက်တွေနဲ့ရဲရွာတွေကိုပိုပြီးထိခိုက်သွားစေသလားဆိုတာအငြင်းဆန်းစစ်နေဖို့လိုပါတယ်။ဒါကြောင့် RCS အဖွဲ့ရဲ့စာရန်ငယ်ပါစင်စာတုံသက်ချက်တွေကိုမျှဉ်းပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ကျမတို့မျိုးတော်ကနေ့စဉ်အပိုင်းလိုက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းကျမတို့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းသတိငယ်လျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဲ့ဒီလိုထိခိုက်ဆုံးရှုံးမှုတွေအတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နစ်နာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားသုံးသပ်ရမယ့်အချက်၉ချက်ကို RCF အဖွဲ့ရဲ့စာတမ်းငယ်မှာတွေ့ရပါတယ်။အဲ့ဒီအချက်၉ချက်ကတော့နံပါတ်၁စစ်ကောင်စီထိန်ချုပ်နေမြေများနဲ့စစ်ကောင်စီလက်အောက်တွင်မရှိသောနေမြေများအကြားအခြေအနေကွာဟကြက်ကြီးမားသောကိုတိမှတ်နားလေခြင်းနံပါတ်2စစ်ကောင်စီကြောင့်ကုညီကယ်ဆယ်ရေးသမားများနှင့် ရရပြည်သူများအပေါ်ဖြစ်ပေါ်လာနိုင်သောပြိပခဘေးဥပတ်များကိုနားလည်ထားခြင်းနံပါတ်3စစ်ကောင်စီအားတရားဝင်အတိအမှတ်မပြုမိအောင်ရှောင်ရှားခြင်းနှင့်အထောက်အပံ့များအားလက်နက်တပ်ဖွဲ့အသုံးပြုွက်မရစေရန်တားဆီးကာကွယ်ခြင်းနံပါတ်4အမျိုးသမီးများ၏အတန်းနှင့်ခေါင်းဆောင်မှုကိုမြင့်တင်ပေးခြင်းနံပါတ်5ဒေသန္တရအခြေအနေနှင့်ကန့်ညီအောင်ပြုလုပ်ရင်းနှင့်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ပကတိအခြေအနေများကိုအလေးပေးခြင်းနံပါတ်6 ပြည်တွင်းအဖွဲ့အစည်းများ၏တန်းကျင်မှုနှင့်ခေရောက်လင်မြန်မှုကိုအကျိုးရှိစွာအသုံးချခြင်းနံပါတ်9တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ IAO မှအုပ်ချုပ်ရေးတာဝန်ရှိသူများ၏လူသားချင်းစာနာကူညီဆောင်ရွက်မှုများနှင့်စွမ်းဆောင်ရည်များကိုအတိအမှတ်ပြုခြင်းနံပါတ်10သတင်းအချက်အလက်အမှားများ၏တက်ရောက်မှုနှင့်သတင်းအမှောင်ချဒေသများနံပါတ်9ဒေသနာအခြေအနေနှင့်ဦးစားပေးလိုအပ်ချက်များနှင့်အညီဖြည့်ရှင်းဆောင်ရွက်မှုနည်းလမ်းများအား ပုံစံရေးဆွဲခြင်းနဲ့လာရောညှိထွေပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။ပထမဆုံးအချက်ဖြစ်တဲ့စစ်ကောင်စီထိန်းချုပ်နေမြေများနဲ့စစ်ကောင်စီလောက်မှာမရှိတဲ့နေမြေတွေအကြားအခြေအနေကွာဟချက်ကြီးမားသောကိုတိမှန်နားလည်ခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။စစ်ကောင်စီထိန်းချုပ်နေမြေများအတွင်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာကန့်တတ်တားဆီးခြင်းစောင့်ကြည့်ခြင်းတွေခံနေရပါတယ်။မတလေးမြို့မှာတော့ဒေသနာအဖွဲ့အစည်းတွေအနေနဲ့ပုံမလွတ်လပ်စွာလောက်ကင်ဆောင်ရွက်ခွင့်ရှိနေကြပေမဲ့ စစ်ကောင်စီရဲ့မျက်စိထောက်ထောက်စောင့်ကြည့်ခြင်းကိုခံနေရစေဖြစ်ပါတယ်။စစ်ကောင်စီရဲ့စစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့အထူးသတင်းရတပ်ဖွဲ့တွေနဲ့စာသုံးလုံးအဖွဲ့တွေဟာငလျင်ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်နေကြတဲ့အရက်ဖတ်အဖွဲ့အစည်းတွေကိုစောင့်ကြည့်ပြီးသတင်းရယူမှုတွေရှိနေပါတယ်။နေ့စဉ်သတင်းအစီရင်ခံစာတွေမှာလည်းကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့လူပုဂ္ဂိုလ်တွေနဲ့ပထရိတအတင်းအဖွဲ့တွေရဲ့ဆောင်ရွက်ချက်တွေကိုထည့်သွင်းဖော်ပြနေကြပါတယ်။ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းကနေ့ ရက်ကွက်ကြေးရွာအတွင်မှာလူဒန်းပေးကန်းတာတွေကယ်ဆယ်ရေးဆောင်ရွက်တာတွေကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းကိုတင်ပြရတာတွေလည်းရှိပါတယ်မြို့နယ်တွေကတစင်အစင်းစင်သောအုပ်ချုပ်ရေးအဖွဲ့တွေကနေစစ်ကောင်စီအထက်ပိုင်းကို တင်ပြနေကြတာကိုလည်းတွေ့ရပါတယ်စကိုင်းဗီလာနဲ့ဂရေယောဟိုတယ်နေရာတွေအပါအဝင်နေရာတချို့မှာကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ကန့်သက်ခံရတယ်ဆိုတော့ကောလာဟာလာသတင်းတွေထွက်ပေါ်ခဲ့ပြီးအချို့နေရာတွေမှာတော့အခုထိကန့်သက်ခံနေရတာတွေရှိပါတယ် ဥပမာငလျင်တန်ခံရလို့ပျက်စီးတဲ့အဆောက်အဦးကိုဖြိုဖျက်ချင်ရင်မိမိအစီအစဉ်နဲ့ဖြိုဖျက်လို့မရပဲသတ်မှတ်တဲ့အလှည့်ရောက်မှဖြိုဖျက်လို့ရတာမျိုးပါဒါပေမဲ့မန္တလေးမြို့မှာအဆောက်အဦးများစွာပြုကျခဲ့ပြီးတဲ့နောက်မှာစေအုပ်စုနဲ့အစဉ်ပြေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုငွေကြေးအဆမတန်ပေးပြီးရှင်းလင်းခိုင်းနေရတဲ့အပြင်အဆောက်အဦးအလုံးကိုဖယ်ရှားဖို့ကိုလည်းစစ်ကောင်စီကရက်သတ်မှတ်ပေးထားပါသေးတယ်ဒါအပြင်ငလျင်ဘေးတင်အဆောက်အဦးတစ်ခုကို လာရောက်ကူညီပေးတဲ့လူငယ်20ကျော်ကိုလည်းစစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေး။စစ်ကောင်စီကဒီငလျင်ဘေးကယ်ဆယ်မှုတွေကိုထိန်းချုပ်ဖို့အတွက်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေကိုတာဝန်ခံအဖြစ်ထားထားတာကိုတွေ့ရပါသေး။ဥပမာမန္တလေးမှာဒုတိယဗိုလ်ချုပ်ကြီးမြို့မအောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးတင်နိုင်စကိုင်းဒေသမှာဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံနဲ့တောင်ငူဒေသမှာဒုတိယဗိုလ်ချုပ်ကြီးဖုံမြတ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးမြို့တပ်နိုင်တို့ကိုတာဝန်ခံအဖြစ်ထားထားတာကိုတွေ့ရပါသေး။ စစ်ကောင်စီရဲ့အနောက်အရှက်ဗျူဟာတွေနဲ့စန့်ကျင်ဘက် NUG ကတော့သူတို့ထိန်းချုပ်နေမြင်များအတွင်အခြားဥပပ်ပေးဝေရေးကိုကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းတွေအရသိရှိရပါတယ်စစ်ကောင်စီထိန်းချုပ်နေမြင်များနဲ့စစ်ကောင်စီလက်အောက်မှာမရှိတဲ့နေမြေတွေအကြားအခြေအနေကွာဟချက်ကြီးမားကြောင်းနဲ့ပတ်သက်ပြီးထည့်သွင်းစဉ်းစားရမယ့်အချက်နှစ်ချက်လည်းရှိနေပါတယ်အဲ့ဒီအချက်နှစ်ချက်ကတော့နံပါတ်1အနေနဲ့အဝင်ခွင့်ကြရှိမဲ့ကူညီကယ်ဆယ်ရေးနည်းလမ်းများနဲ့နံပါတ်2အနေနဲ့လာရောညှိထွေးရှိတဲ့ မိဖက်ဖွဲ့စည်းရေးပုံစံတို့ဖြစ်ပါတယ်။အံဝင်ခွင့်ကြရှိမဲ့ကုညီကယ်ဆယ်ရေးနည်းလမ်းတွေကတော့စစ်ကောင်စီတပ်တွေရဲ့ပြစ်မှတ်ထားခြင်းနှောက်ယှက်တားဆီးခြင်းတို့ကိုရှောင်ရှားနိုင်ဖို့အတွက်စစ်ကောင်စီရဲ့ခွင့်ပြုချက်မလိုအပ်ဘဲလှုပ်ရှားဆောင်ရွက်နိုင်မဲ့တနိုင်တပါရဲရွာအခြေပြုလုပ်ငန်းဆောင်တာများအပါအဝင်တော်လှန်ရေးထိန်းချုပ်နယ်မြေများအတွေ့ရှိယုံကြည်ရတဲ့ဒေသနာကွန်ရက်တွေကိုဦးစားပေးပါဒီအချက်မှာနယ်မြေအလိုက်ရှိပြီးသားပကဖပါဖာတွေအပြင် ေတာအလိုက်စစ်ကောင်စီကိုဆန့်ကျင်ပြီးအစိုးရရန်တရားနဲ့မပူးပေါင်းတဲ့ပထာယိတအဖွဲ့တွေနဲ့လဲချိတ်ဆက်နိုင်ဖို့အရေးကြီးမယ်လို့ယူဆပါတယ်။ဒါမှသာအကူအညီအထောက်ပံ့ဟာတော်လရင်အင်အားစုတွေကနေစစ်ကောင်စီထိန်းချုပ်နိုင်မှုမရှိတဲ့လမ်းကြောင်းတွေကနေတစင်အမှန်တကယ်လိုအပ်မဲ့နေရာတွေကိုရောက်ရှိနိုင်မှာကြောင့်ဖြစ်တယ်လို့စစ်ကောင်စီဘက်ကသတင်းအချက်အလက်ကြောက်ယူမှုတွေကိုလည်းကြော်လွားနိုင်မှာဖြစ်ပါတယ်။လိုက်ရောညှိထွေရှိတဲ့မိဖက်ဖွဲ့စည်းရေးပုံစံများအချက်မှာတော့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာမရှိတဲ့နေမင်းများအတိတ်ရှိတော်လရင်နဲ့ဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေနဲ့လိုက်ရောညီထွေစွာမိဖက်ဖွဲ့စည်းမှုများထူထောင်နိုင်ရန်လိုအပ်တယ်လို့စစ်ကောင်စီအတည်ပြုချက်ရထားတဲ့မိဖက်အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံရမှာတော့သတိထားဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်စစ်ကောင်စီဟာသူထိန်းချုပ်လို့မရတဲ့နေမင်းတွေမှာအကူအညီတွေရောက်သွားမှာကိုစိုးရိမ်လာကြောက်ကန့်သက်ပိတ်ဆို့မှုတွေရှိပါတယ်ပြည်တွင်းပြည်ပကအကူအညီတွေကိုတုံ့ပြန် အလူလက်ဖက်နဲ့စီယုံရင်လှုပ်ဖို့သာအာယုံရတဲ့စစ်ကောင်ရှိဟာသူမထိန်ချုံနိုင်တဲ့ဒေတာကအကူအညီလိုအပ်သူတွေကိုစာနာမှာမဟုတ်ပါဘူး။ဒါအပြင်စစ်ကောင်စီဘက်ကငလျင်ထိခိုက်မှုမရှိတဲ့ဒေတာတွေကငလျင်ဘေးအတွက်အလူခံပေးနေတဲ့လူငယ်တွေကိုလည်းသက်ဆိုင်ရာမြို့နယ်ရက်ွက်တွေမှာအလူခံမဲ့နေရာရက်ွက်ထောက်ခံကြအပြင်မြို့နယ်ထွေအုပ်ကိုပါ အလူခံမဲ့အကြောင်းလူအရေးအတွက်ကိုခွင့်ပြုမိတ်တင်ခိုင်းတာတွေပြုလုပ်ခဲ့ပြီးရရှိလာတဲ့အလူငယ်ကိုလည်း စည်ရင်းပြန်လဲတင်ပြကတချို့တဝက်ကိုစစ်ကောင်စီအုပ်ချုပ်ရေးရန်နရအတွက်ပြန်လဲလှူဒါန်းရမယ်ဆိုတဲ့ထိန်ချုပ်မှုတွေလည်းရှိခဲ့ပါတယ်စစ်ကောင်စီကပြည်ပကအထောက်အပံ့နေတယ်မကပြည်တွင်းကအထောက်အပံ့တွေကိုပါသူတို့ထိန်ချုပ်ချင်တာဖြစ်တယ်လို့ယူဆပါတယ်အထောက်အပံ့တွေကို PDF တွေရသွားမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကူညီကြစေရေးအထောက်အပံ့တွေကိုစစ်စစ်ကန့်သက်ထိန်ချုပ်ထားစေဖြစ်ပါတယ်ဒီလိုအခြေအနေမှာမလွဲတာလို့စစ်ကောင်စီရဲ့တရားဝင်အသေးအမှတ်ပြုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းမှုကတစင်း သတင်းအချက်အလက်တွေဟာစစ်ကောင်စီဘက်ကိုရောက်ရှိသွားနိုင်ပါတယ်။ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နေတာမှုမရှိစေရေးဂျူနိုဟန်အတွက် RCS အဖွဲ့ရဲ့စဉ်စားသုံးသပ်ရမယ့်အချက်၉ချက်ထဲကနံပါတ်၁အချက်ကိုဆွေးနွေးတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့ဒီမှာလေမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်ဘေးအတွက်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နေတာမှုမရှိစေရေးဂျူနိုဟန်အတွက် စဉ်းစားသုံးသပ်ရမယ့်အချက်တွေကကြန့်ရှိတဲ့အချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီ